အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါ။ Barcelona အသင်းကိုပြောင်းလာပြီးတဲ့အချိန်မှာကစားမဘွားအဆုံးသတ်လူနီးပါးဖြစ်နေပြီးတော့ဟိုမြောက်ဒီမြောက်ဖြစ်ပြီးတော့အားလုံးကဒါအနိုင်ခံအဖြစ်ရောက်လာတဲ့ Marcus Rashford ကအခုဆိုရင်သူ့ရဲ့အကောင်းဆုံးပုံစံမှုတ်ရင်တော့ပါ ဒါသူ့ရဲ့အဆင့်တန်းတစ်ခုကိုဖြည်းဖြည်းချင်းပြန်ရောက်လာပြီလို့တောင်ပြောလို့ရပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာဆိုနာအသင်းမှာဒီဒီနေ့ရာသီအတွင်း market special ကို Hansi Flick ကခေါ်လိုက်တယ်တကယ်တမ်းကျတော့သူတို့က Nico Williams ကိုလိုချင်တယ်ကန်ဆိုးသွားတယ်ပဲ Nico Williams ကိုတိုင်ကပြောင်းရွှေ့ချင်းအစမတန်တောင်းတယ်လာစာတွေတူတောင်းရင်နောက်ဆုံးမှာ Athletic Club နဲ့တက်တန်းတူတဲ့အတွက် ရွေးချယ်ချင်မှရှိတဲ့ချိန်မှာ Barcelona ကဒီ market special ကိုရအောင် ခေါ်လိုက်တယ် ရုရှားကိုဟိုယာတီကိုမှပေါင်တန်း40အပိသက်ခေါ်ယူခွင့်နဲ့အတူတရားဒီအငားနဲ့ခေါ်တဲ့လာစာရဲ့80%လောက်ကိုဒါသူတို့ပေးပြီးတော့တနည်းကို14တန်းလောက်ရှိတယ်။ market ratio ရောက်လာဖို့အတွက်ရာသူတို့ indigo martinez ကိုဆုံးရှုံးလိုက်ရတယ်။ဒါလည်း martinez ကိုယ်တိုင်ကလည်း opportunity ကြောင့်ထွက်သွားတာမှန်တယ်။ဒါပေမဲ့ပြောချင်တာက market ratio ဟာ manchester united ကထွက်လာပြီးတဲ့အချိန်မှာသူ့ဘဝရဲ့အကောင်းဆုံးပုံစံနဲ့ဒါသူ champion league မှာ hat trick ရဖို့လေဗျာ။ ဲ့တုန်းက PSV အာယုဘန်တင်တယ်။အဲ့မှာ तू hat trick သွင်းဖို့တယ်။ဒါပေမဲ့ तू Barcelona နဲ့မနေ့ညတုန်းက2ဂိုးသွင်းတယ်။ဒါအင်္ဂလန်မှာလာကစားတဲ့ Newcastle United နဲ့ပွဲတုန်းကလည်း2ဂိုးသွင်းပြီးတော့ Champions League မှာ तू 4ဂိုးသွင်းထားတယ်။ဒီနေ့ရာသီတွင်းမှာ Marcus Rashford က La Liga မှာတကူအပါဝင် ပြိုင်ပွဲဆုံးမှာ5ဂိုးသွင်း5ဂိုးဖန်တီးပြီးတော့10ဂိုး ပါဝင်ပတ်သက်ထားတယ်ဆိုတော့ Rashford လိုကစားမတယောက်အခု Barcelona အတွက်ကံကောင်းတဲ့အချက်က Marcus Rashford ကအထောင်တိုက်စီမှုပဲဖြစ်ဖြစ်ဘဲတောင်မှာပဲဖြစ်ဖြစ်ညာတောင်မှာပဲဖြစ်ဖြစ်သုံးနေရာလုံးကိုကစားနိုင်သလိုတကယ်ကိုဒဏ်ရာပြဿနာတွေများပြားနေတဲ့အချိန်မှာ Rashford က Barcelona အတွက် Versatile ဖြစ်တဲ့အတွက် Hansi Flick ကတော်တော်လေးအားကိုးတယ် Okay အစောပိုင်းတုန်းကသူလုံအားတွေစူးစမ်းမှု raw rate တွေသူရဲ့ track back ဒါအဲ့ဒါတွေအားလုံးကိုပေးတတ်တယ်မကြိုက်ဘူးပေါ့မန်ယူနိုက်တက်မှာဆိုကျွန်တော်မှတ်မှတ်ရရလူတန်တောင်းတဲ့ပွဲက Ross Barkley ကသူ့ရှေ့ကနေဖြည်းဖြည်းချင်းပတ်ပြီးတော့ခေါ်လာကျွန်မသူကလိုက်တော့မလိုက်တော့ဘူးအဲ့လိုအခြေအနေကနေဟိုးနောက်ထိကို track back ပြန်စင်းတယ် defensive ကိုကူတယ်နောက်တိုက်စစ်မှာလည်းသူကတကယ်ကိုကျူးကျူးကစားသွားကျူးကျူးကစားကစားသွားတယ်ဒီနေ့တွင်းသွားတဲ့ဒီမင်းညားကတွင်းသွားတဲ့ Olympiacos နဲ့တွင်းကိုနှစ်ကိုးဆိုရင် ပထမကိုးဆိုလေကိုသမားရဲ့ညာဘက်တောက်မှာတော်တော်ကိုခက်ခက်ခင်ခင်ကန်သွားတာဒုတိယလုံးကတော့အောပေါက်က touch ပဲ factory ပို့လိုက်တဲ့တစ်ချက်ထိန်းတယ်ပြန်လှည့်တယ်ကိုးတယ်ဒါတော့မှ तू hat trick ရတဲ့ဝမ်းမဝမ်းလွတ်ထွက်သွားတဲ့အလုံးရဲ့နောက်တစ်လုံးရဲ့နှလုံးလောက်ရှိတဲ့ तू chance တွေပြီးခဲ့တဲ့ဒီ Girona နဲ့ပွဲတော့ကလည်းတိုင်ထိတာတွေပါတယ် Rashford ကအခု game by game game by game game by game သူ့ရဲ့အကောင်းဆုံးဖုံကိုဖြည်းဖြည်းချင်းချင်းရောက်လာပြီ။တောင်ကြီးကြီးအပြင် Rashford ကို Barcelona ကတော်တော်ကိုချိန်နှက်စရာပေါ့လေ။ Okay အသက်က28နှစ်ရှိပြီ။ Marcus Rashford က Lewandowski လိုကစားနိုင်လားဆိုတော့မကစားနိုင်တာကျွန်တော်သိတယ်။ဒါပေမဲ့အသင်းအတွက် Ferran Torres ကိုပဲကြည့်ပြ။ဘယ်ချိန်ကစားကစားအရန်ဖြစ်ဖြစ်ပွဲထွက်ခွင့်ပေးပြီး Barcelona အတွက်အားကိုးရတယ်။ Fabinho Bas ကိုပဲဖြစ်ဖြစ်အရန်ဖြစ်ဖြစ်ပွဲထွက်ခွင့်ပေးပြီး Barcelona အတွက်အမြင်အားကိုးရတယ်။အဲ့လိုပုံစံမျိုး Rashford ကလည်းဇက်တိုက်ပဲ။ မနစ်ကမန်ယူနိုက်တက်မှာလုံးဝကိုကစားဝင်မရဘူးပြဿနာတွေရှားကနေဒါအစိုဗီလာရောက်သွားတဲ့ဒုတိယရာသီဘက်မှာသူတော်တော်လေးလှုပ်ပြတယ်ဒါပေမဲ့ရာသီကုန်ကန်ဒီ၅ပွဲ၆ပွဲလောက်မှာအင်ဂျူရီဖြစ်သွားတော့ရက်ရှ်ဖို့ကိုဗီလာကအပိသက် ခေါ်ယူဖို့မှာတုံ့နေသွားခဲ့တယ်ဆိုတော့ဒါပေမဲ့အခုသူ့ရဲ့ decision တွေသူဗီလာကိုပြောင်းခဲ့တာတော့မှဘာဆိုနာကိုသူပြောင်းချင်တဲ့ကြောင်းဆိုဟန်စီဖလစ်လက်အောက်မှာတည်ကြတယ်ကိုရက်ရှ်ဖို့ရဲ့ကြိုးစားမှုဆိုတာထက်ရက်ရှ်ဖို့ကိုယုံယုံကြည်ကြည်နဲ့ခေါ်ယူခဲ့တဲ့ဘာဆိုနာအသင်းနဲ့ ဒါ Hansi Flick ကအဓိကခရပဲခါလီကျရဲ့ဘောလုံးသမားတယောက်ဟာဒီလက်ရှိ environment ပဝင်းကျင်မှာခြေစွမ်းတော့ပြတယ်ဒါပေမဲ့ပဝင်းကျင်မှာမပျော်ရွှင်တော့ဘူးသူ့ရဲ့အရင်တုန်းက spy လေးတွေကိုပြန်မတွေ့ရတဲ့အချိန်ကနေအဲ့ဟာကိုယုံယုံကြည်ကြည်နဲ့ဘသူမှမလူချင်တဲ့အချိန်တွေကယုံကြည်နဲ့ပြန်ခေါ်ဖို့ဆိုတာကခက်ခဲတယ် Hansi Flick ကဒီတယောက်ကငါတို့လူချင်တာတဲ့အပိုင်းတွေပေါ့အခေငါတို့လူချင်တာတော့ Nico Williams ဒါပေမဲ့ Nico Williams မရရင်တော့မှ तू ဟာ အများကြီးအားကိုးရမယ်သူဘာဆိုနာကမင်းညာကလာမာဆီယာအကယ်ဒမီ ထွက်ကကြီးပဲ၈ရောက်တီတီ first line မှာ first line မှာခံသွားတယ်အလားသူတို့သူတို့သိရဲ့အမခံပဲလာမာဆီယာအကယ်ဒမီထွက်၈ရောက် first line ထဲမှာဝင်ကန်သွားတယ် so marcus rashford ပေါ်ကိုဘလို့မြင်ကြလဲဒီကြတော့ဘာဆိုနာကသူ့ကိုတခြားပေါ့ပရိသတ်ဝင်မယ် rashford နဲ့ဘာဆိုနာရဲ့အကောင်းဆုံးပုံစံကိုပြန်ရောက်ပြီလားဒီအာဒီမှာ၅ကိုးသွင်း၅ကိုးဖန်တီးထားတဲ့ rashford ကို ဘာဆိုနာအသေးမှာနောက်ထပ်ဒီဟာဒီဘလောက်ထိ twin ကိုတွေရနိုင်မယ်ထင်တယ်15ကိုသိနေ twin ကို20ပေါင်ပတ်သက်နေတာဘလို့ပြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအလုပ်ကြီးကြပါလေ